ကဲနော်တိုက်ကချန်နေရနေဖမ်းပြန်လိုက်ပြီးကြိုဆိုလိုက်ပါလေကျွန်တော်ရဲ့ channel ကိုအစီအမြဲအားပေးကြည့်ရှုပေးအရောက်တိုင်းကိုလည်းအထူးပဲကြည့်ရူနေလို့လည်းပြောကြချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် view လေးကတော့ new year view funny ပဲဖြစ်တယ်အတူတူကနားဆင်ကြအောင်နော် ဒီနေ့ကတော့အော်တိုဘားလ18ရက်နေ့တုန်းကအထူးအထွေအောင်ပွဲကြီးမရှိတဲ့အတွက်ကြောင့်ဘားစီရဲမှအထူးချမ်းမှုမရှိဘူးဆိုတဲ့အကြောင်းပြောချင်တယ်စစ်ခွေးတွေမသာလင်းဝင်သွားတာတော့အောင်ပွဲလို့ကြွားတော့ကမခေါ်တော့ဘူးเนาะ ဒါကြောင့်ဒီနေ့ကတော့အထူးသဖြင့်အောင်ပွဲကြီးထူ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 းတော့မရှိဘူးဆိုတော့ကြောင့်ပထမဦးဆုံးပြောချင်တယ်ပထမဦးဆုံးအနေနဲ့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်ကျွန်တော်တို့ MP တက်ဖို့ရမှာနော်အဲကျွန်တော်ကြားမိတယ်ရဲ့နိုင်ကပါနာတိုင်းကြီးအကြောင်းလေးနဲ့အဲဒီနေ့ကျွန်တော်တို့ထိုင်းနိုင်ငံပေါ့နော်ဘန်ကောက်မြို့ကိုပလန်တစ်ခုနဲ့ပေါ့နော်တွားရောက်มาဖြစ်ပါတယ်အဲတော့ကျတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဒေါ်လာထောက်ပို့ကြည့်သူတွေဒေါ်လာတွေဘီဇူတွေနေနေပေါ့နော်ကျွန်တော်တို့ကျွန်တော်ဗီတက်ကနိုင်ကပေါ့နော်မင်းများကျွန်တော်ရှိတာ ဆွေးနွေးကြတာရှိတာတိုင်ပင်ကြတာရှိတာကူညီကြတာရှိတာထောက်ပံ့ကြတာရှိတာကိုကျွန်တော်တိုင်ရပြုဆောင်ပြီးတော့ဘောနောသွားရပြီးမြင်ရလို့ရပါတယ်အဲဒါကြောင့်မလို့ဘောနောကျွန်တော်ဒီကျွန်တော်နိုင်ကာကြီးရဲ့ဘောနောအဲ Facebook link ကိုချပေးခဲ့ပါမယ်အကြောင်းမလို့အဲသွားရောက်ပြီးတော့အဲဘောနောတွေ့ချင်တဲ့လူတွေရှိရင်တွေ့လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်လုံခဲ့တဲ့ဒီစက်တင်ဘာလ28ရက်နေ့တုန်းကကရနီဒူစစ်ဦးစီးချုပ်မာဝီကနေမှထိုင်းကိုသွားမှတော်လိုင်းရဲနဲ့ပတ်သက်တဲ့ဥစ္စာတော့ပြောခဲ့တဲ့အခါမှာ ကျွန်မျိုးမြင့်ကလည်းမအတော်လေးလောင်ကျွမ်းခဲ့တယ်။ဒီမာဝီဟာထိုင်းကိုဘလို့သွားတယ်လဲ။မြန်မာနိုင်ငံတယုံကလူဒီလဲဘာမှမလုပ်ကြဘူးလား။ဒီမာဝီကထိုင်းကိုဘာ pass နဲ့သွားလဲ။ဘာ visa နဲ့သွားတယ်လဲ။အပေါ်နဲ့သွားလား။အောက်ကနေသွားတယ်လား။ထိုင်းအစိုးရဒီကိုလည်းဒီလူဟာစစ်ခွေးတွေကိုတော်လန်တဲ့တပုံဖြစ်တယ်ဆိုပြီးမှအဲမေကွန်းသွားမေးရမယ်ဆိုပြီးမှအတော်လေးလောင်ကျွမ်းတယ်ဆိုတော့ ကျွမျိုးမြင့်နဲ့ခွေးတရိုက်တွေကိုပြောချင်တယ်ကျတို့ဒေါ်လာရဲတွေကဒီလိုမျိုး online ကနေမှ ပေါ်တင်ပြောပြီးသွားတယ်เนาะဆိုတော့အခုဒီ black tiger ရဲ့နာယကကဘာနဲ့သွားတယ်လဲသိချင်းတလားသွားစုံစမ်းပါเนาะ facebook မှာလည်း min chan black tiger ဆိုတဲ့ facebook ရှိတယ်အဲ့မှာတော်မေးကြည့်လိုက်ဟာငါတော်မနင်းတို့လိုမျိုးမသွားနိုင်ပါဘူးနင်းတို့ဘလို့သွားတယ်လဲဆိုတဲ့အဥ္စာကိုတော်မေးကြည့်လိုက်เนาะကျော်မျိုးမင်းတို့နဲ့တွေ့ချင်တဲ့လူတွေကိုတို့ရဲ့ facebook ထည့်ရဲ့အောက်မှာ link ချထားတယ်အဲ့ကနေဆက်သွယ်ပြီးမှတွေ့ဆုံလို့ရတယ်တဲ့ဆိုတော့အခုကျော်မျိုးမင်းနင်းကအရင်တော့ကလည်းအရန်ရှာရှည်တယ်ဆိုတော့တွေ့ချင်တယ်ဆိုလို့ရှိရင် ဲ Black Tiger ရဲ့နာယကကဘန်ကောက်မှာရှိပါတယ်ဆိုတော့သူတို့ရဲ့ Facebook ကနေဆက်သွယ်ပြီးတော့မြင်ချင်တဲ့အရန်တောင်းတတွေ့ချင်ပါတယ်ဆိုလို့ရှိရင်တော့တတ်တွေ့ပါလို့ပြောချင်တယ်နော်ဆိုတော့ဒီနေ့ Tiger လူဒီကစာနဲ့တော့လကောင်းနော်တရေဝင်းပစတ်နဲ့အဖင်းတော့လကောင်းသူတို့ကတော့ထိုင်းဆိုရဒီက ဒီတော်လရဲဒီကိုထောက်ခံတယ်လို့တော့မပြောဘူးဒါပေမဲ့လည်းပဲထိုင်းနိုင်ငံမှာတော်လရဲဒီလွတ်လွတ်လပ်လပ်သွားနိုင်ဖို့ရအတွက်ထိုင်းဒီကတော့ကျွန်တော်တော်လရဲဒီကိုနားလေခွန့်လို့ထားပြတာဖြစ်တယ်ဒါကြောင့်ဒီနဲ့သွားနိုင်တာနော်နင်တို့ခွေးတွေလို့ gangster လို့မသွားဘူးကျွန်တော်ကသွားပြီဆိုလို့ရှိရင်အခုမြင်နေနော်ဒီလိုမျိုး online ကနေမှတရားဝင်ကိုယ်တိုင်ပြောပြီးမှသွားတယ်အခုနင်တို့ခွေးကြဖို့တွေလို့ gangster တွေလို့သွားတာမဟုတ်ဘူးရောက်တဲ့နေရာမှာ ဒုံးကျည်ပြစ်ခတ်ခံရတာမျိုးတော့ကျွန်တော်တော်လိုင်းရဲမှာမရှိဘူးဆိုတော့အခုဒီလိုမျိုးလုံချုံရဲနဲ့ဆက်ဆက်လို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်အခက်ခဲနေစိန်ခေါ်မှုတွေပါရှိနေလေအခက်ခဲကတော့လုံချုံရေးပါပဲရှင်လုံချုံရေးကိုကျွန်မနေရာတိုင်းလည်းမသွားရဲဘူးပေါ့နော်အဲလုံချုံရေးလေးခက်ခဲရှိပါတယ်ရှင်ကျွန်မစိန်ခေါ်မှုတော့တိတ်တော့မကြောက်ဘူးပေါ့နော်စိန်ခေါ်မှုတွေကိုလည်းကြော်ဖြတ်ဖို့ပဲစဉ်းစားထားပါတယ်ရှင် ဆိုတော့အခုဒီထဲမှာတက်တက်ခိုင်ကိုမဲတာကလုံချုံရဲနဲ့ challenge နဲ့ဘလိုမျိုးရှိတယ်လဲလို့မဲတဲ့အခါမှာ လုံချုံရဲကတော့စိုးရိမ်ဆရာရှိတယ်ဒါကြောင့်သူနေရတကာတွားလို့မရဘူးလို့ပြောတယ်ဆိုတော့နေရတကာမှာဘသူရှိတယ်လဲနေရတကာမှာပြီးသူလူထုဆိုတာရှိတယ်လူတွေရှိကြတယ်ဆိုတော့နေရတကာမတွားရဘူးဆိုကြတဲ့ကတော့ဒီလူဟာပြီးသူလူထုတည်းရဲ့ယန္တူဖြစ်တယ်လူမိုက်အဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့နေရနဲ့ကိုရှိကြတယ်

ဆိုတော့ကို့နေရကိုကြော်ပြီးမှသွားရင်အန်ဒီများတယ်တခိုးသမ ्या တွေလူရန်ကားတွေရဲ့သဘောတဘာဝကိုကြည့်တဲ့အခါမှာသူတို့ဟာတိအချက်အဖွဲ့အစည်းနဲ့နေကြတယ်နေအချက်နည်းနည်းကသူတို့ကသူတို့ရဲ့နေမြေဆိုတာရှိတယ်ဒီနေမြေမှာငါပိုင်တယ်ဟိုနေမြေမှာကဘယ်လူမိုက်အုပ်စုတွေပိုင်တယ်ဆိုပြီးမှသူတို့မှာနေမြေတွေရှိတယ်ဒါကြောင့်သူတို့ဟာသူတို့ပိုင်တဲ့နေမြေကလွဲရင်တခြားနေရာကိုသွားလို့ရှိရင်အသက်အန္တရာယ်ရှိတယ်ကြောက်စရာကောင်းတယ်သူတို့သွားတယ်ဆိုလို့ရှိရင်လ လူအုပ်ကြီးနဲ့တွားကြတယ်ဒါတောင်မှသူ့ရဲ့အသက်အန္တရာယ်ရှိကြတယ်ထို့နည်းတူပဲအခုဒီခွေးအုပ်စုဒီဟာမြေပြင်မှာကပြည်သူတွေပဲရှိတယ်ဘဲတော်လန်ရဲမှာမှမရှိဘူးပြည်သူတွေရှိတဲ့နေရာကိုမတွားရဲဘူးလုံခြုံရေးစိုးရင်ရတယ်ပြောမှာတော့နင်းတို့ဟာလူမိုက်ဂန်စတာတွေဖြစ်တယ်ဒါကြောင့်မို့ပဲနင်းတို့ဟာနင်းတို့ရဲ့နေပယ်ဖြစ်တဲ့ခွေးအုပ်စုတွေရှိတဲ့နေရာကလွဲရင်ဘယ်နေရာမှာမှနင်းတို့မတွားရဲဘူး နေရတကသွားရတာဟာ အပြစ်မရှိတော့လူတွေပဲသွားလို့ရတာဒါကြောင့်ဒီနေ့ကျမတို့တော်လံရဲတွေဟာခွေးတွေဖြစ်တဲ့နေရကလွဲရင်ကြံတဲ့နေရပြီးသူတွေရှိနေတဲ့နေရတိုင်းကိုသွားလို့ရတယ်ဆိုတော့အခဏတုန်းကမင်းချန် Black Tiger ရဲ့နာယကဟာတရယ်ဝန် online ကနေပြောပြီးတိုင်းကိုသွားတယ်ဒီလိုမျိုးစိန်ခေါ်ပြီးသွားတာဒါကိုမှပြီးသူထောက်ခံတော့လူအဖွဲ့အစည်းတွေဖြစ်ကြပါတယ်เนาะလူမဟုတ်တဲ့သူတွေ လူတွေနဲ့အမြဲတမ်းကြိုက်ရံဖွဲ့နေကြတဲ့သရစ္ဆန်အုပ်စုတွေကတော့လူရှိတဲ့နေရာကိုမတွားရဘူးเนาะဒါကြောင့်မို့တက်တက်ခိုင်တို့ဘဝဟာ ကြောက်စရာကောင်းတယ်ဆိုတော့အခုတက်တက်ခိုင်ရဲ့ဘဝဟာအသက်လည်းမလုံခြုံဘူးဘာကြောင့်လဲဆိုတော့အခု तू နှုတ်လွန်ထားတဲ့စကားတွေအများကြီးရှိတယ်အရင်တော့ကတော့ तू ပီပီပါတီထက်ကနဲ့ခေါင်းဆောင်ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လောက်ပဲတည်တယ်ဒါပေမဲ့အခုက तू တော့အောင်ဆန်းစုကြည်တို့ကိုပြောတဲ့စကားတွေဒီနဲ့ PDF တွေကိုပြောတဲ့စကားတွေဟာ तू ကအတိုင်းထက်အလွန်များသွားပြီဖြစ်တဲ့အတွက်ကြောင့် तू ရဲ့အသက်အန္တရာယ်ဟာလည်းခါတိုင်းနဲ့ပိုပြီးမှစိုးရိမ်စရာရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခု तू ပြောသွားတာဟာ challenge ကတော့ तू မကြောက်ဘူးဟိုဒါကိုကြော်ဖြတ်ဖို့အတွက်လဲဆုံးဖြတ်ထားတယ်လို့ပြောတယ်ဆုံးဖြတ်ရမယ်ဒီ challenge ကိုကြော်ဖြတ်ဖို့ရအတွက်အသက်လေးပေးဆရာရှိသလိုတူဦးတီးတော့ဘဲဥပေါ့မှမသိတဲ့တမီးကလည်းပဲအဲ့ထဲမှာပေးဆက်ရှာတယ်ရှိရင်လည်းပေးဆက်သွားရလိမ့်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ယတနာရွှေဆိုင်ဖြစ်တဲ့စိတ်နှံတော်တွေလည်းပေးဆက်တဲ့အချိန်မှာပေးဆက်လာလိမ့်မယ်လို့ပဲပြောချင်တယ်เนาะဒါကတော့ချင်းချောက်တာမဟုတ်ပါဘူး ဒါကတော့ဖြစ်နိုင်တဲ့အရာတွေကိုပြောပြတာပါအခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့အော်တိုဘလ15ရက်နေ့တုန်းကခလာရ85မှာစစ်ခွေးတွေဘက်ကနေမှအတင်းအတမစုဆောင်ထားတဲ့စစ်မှုထမ်းအပတ်စဉ်9စစ်မှုထမ်းအပတ်စဉ်10စစ်မှုထမ်းအပတ်စဉ်73ဒီအပတ်စဉ်3ခုကနေမှလူ9ယောက်ကနေမှ KNLAC မှာအလင်းဝင်လာတယ်ဆိုတော့ကိုတွေ့ရတယ်ဆိုတော့အဲ့ထဲမှာတန်းနိုင်ဦးနဲ့ရာဇာထက်ဆိုတဲ့ ကောင်လေးနေရောက်ကတော့ရောင်းစားခံရတဲ့ကောင်လေးနေရောက်ဖြစ်တယ်ဆိုတော့အခုတို့ခုနှစ်ယောက်ကနေမှ Candleless ကိုအလေးဝင်ရောက်လာခဲ့တယ်ဆိုတော့အခုစစ်ခွေးတွေအခုကျမတဘဲနားမှာလည်းတင်ထားတယ်နော်စစ်ခွေးတွေပြောတယ် PDF ဒီဘက်ကနေမှစစ်ခွေးတွေစမှာအလင်းဝင်လာခဲ့တာတွေဘလောက်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 ရှိတယ်ဆိုပြီးမှပြောကြတယ်ကျွားတို့လိုမျိုးအတမ်းမျိုးနာမည်တွေနဲ့အသက်တွေနဲ့ အပတ်စဉ်နေနဲ့အတိအကျနင်းတို့တာမျိုးဖော်ပြနိုင်သလားဆိုတော့အခုကျမတို့ကအသက်တင်ရောအနာမေရီရောပြီးလို့ရှိရင်သူတို့ရဲ့အပတ်စဉ်တွေရောအတိအကျဖော်ပြထားတယ်ဒါမျိုးကိုမှခိုင်လုံတော့မန်ကန်တော့တရင်ကိုထုတ်ပြန်တယ်လို့ခေါ်တယ်เนาะပြီးလို့ရှိရင် အော်တိုဘာလ18ရက်နေ့တုန်းကလည်း နိုင်ရကံပြူဟာကုန်းကနေမှအစတုန်းကအမျိုးမျိုးကြောင့်စစ်ခွေးဘက်ကိုရောက်ရှိသွားတဲ့စစ်သားတွေဘက်ကနေမှအာခတ်တပ်တော်တွေစီမှာအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းသိရတယ်။ကျတော့ကတော့ဒီလိုမျိုးအတိအကျနဲ့နေရဒေတာပေတတ်ကနေမှဘေနေရက်နဲ့မှအလင်းဝင်လာတယ်ဆိုတဲ့အကြောင်းတွေပြောပြနေတယ်။ ခွေးတွေနင်းတို့သတင်းတင်တယ်ဆိုလို့ရှင်လဲတတ်သိရှိတယ်မန်ကန်တယ်ဆိုလို့ရှင်ဒီလိုမျိုးသတင်းတင်ကြပါလို့ပြောချင်တယ်နော်ပြီးလို့ရှင်အခုကျမတို့နောက်သတင်းတစ်ပုတ် အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နှာထောင်ကြည့်ရအောင်နော်ဒီ2021အရေးခင်မှာသဘုံကောင်းဆုံးထားတာပေါ့နော်ထားတယ် PDF တွေလည်းပေါ်လာတယ်ကျွန်တော်တက်မတော်နဲ့တော်တော်လေးတိုက်ရတယ်တိုက်တော့ပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်နောက်ပိုင်းတက်မတော်ကအသာစီးရတာလေအခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထားကိုရောက်သွားပြီအဲ့ဒီအချိန်မှာ ဒီ SSPP နဲ့ RCSS ပေါ့နော်ရှမ်းနှစ်ဖွဲ့ရှိတယ်လက်နက်ကိုင်ဒီနှစ်ဖွဲ့ကအစ်စီပဲဗျသူတို့ကအဲ့ဘက်မှာတိုက်ပွဲမဖြစ်အောင်ညှော်မြင့်ကြီးစွာနဲ့နေတယ်ဒီ2017အခင်းအချင်းမှာသူတို့ကတပ်မတော်နဲ့ထိတိုက်ရင်ဆိုင်တဲ့တိုက်ပွဲတစ်ခုမှမလုပ်ဘူးဒါသူတို့ရဲ့ညှော်မြင့်ရှိတဲ့ခေါင်းဆောင်တွေအဲရှမ်းတပုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိမတ်ပြရမယ်ညှော်မြင့်မရှိတဲ့ခေါင်းဆောင်တွေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ KIA ဆိုလဲ KIA KIA ဆိုလဲ KNU ေးအေးဆိုလဲအေးဒါအပြောအမြင်ရှိတဲ့ကောင်းနေသူတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီအဲ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရောတမျိုးပြီးတမျိုးပြန်သိမ်းနေတယ်။နောင်ချိုဒီဘောဟလာကြောင်းမဲဒါတွေသိမ်းတဲ့ခါမှာ SSPP ရဲ့အဲဒါဟိုကျွန်တော်တို့စစ်ကြောင်းနေလာလို့ရှိရင်အထောက်အကူပြုတာတွေအများကြီးရှိတယ်။ဒါသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်။အဲ့ဘက်မှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူး။တမရောအရှမ်းတောင်တို့ရှမ်းအစီတို့မှာအေဂျင့်နေကြ။ဒါသူတို့ရဲ့အပြောပြင်ရှိရ အဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ်။ဟာရွက်စစ်ကြီးရတယ်ရိုးရီးယားနိုင်ငံသားခံယူထားပြီးတော့ဗာဖြစ်ချင်တာလေဗာရီပြောတယ် NCO ဗာရီဝေဖန်တယ်။ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်သူ့အမြင်သူပြောမှာပဲ။သူ့အမြင်သူပြောပိုင်ခွင့်ရှိတယ်။ဒါပေမဲ့သူ့မှာအေဂျင့်နဲ့သူ့နယ်မြေမှာ तू အေဂျင့်အောင်အမျိုးမြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကို။ဒါပေမဲ့ तू အားမလို့အားမြတ်ဖြစ်တာ तू ပြောခွင့်ရှိတယ်။ဒါကြီးကိုသွားပြီးဝေဖန်သွားဆွပေးတာ။သွားဆွပေးလို့ထားတိုက်လို့ရှိရင်တက်မတော်ကစစ်မျက်နှာဖွေရတယ်စစ်တပ်ကပဲတိုက်ရမှာ။ကြော်မျိုးမပါမှာမဟုတ်ဘူး။အဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူး။ တကယ်တက်ရမှာတက်မတော့ပဲအဲ့လိုမျိုးသွားပြီးတော့ဟိုနှစ်ပဲတပြားအုံနောက်နေပေါ့နော်သွားပြီးတော့စွာတာမျိုးကျဲစစ်မျက်နှာမဖွင့်တာကွာတော်တော်အမျော်မြင်ကြီးရလို့ပြောရမယ်အဲ့ဒါလားပြောတာကျွန်တော်ဘူလလဆွေနဲ့ကြော်မျိုးမင်းရဲ့အချစ်ဇာလန်ကတော့ အခုဒီတလောမှာမကြာခဏဖြစ်လက်ရှိတယ်ဒီတစ်ခါလဲတစ်ခါပြန်ပြေးမှပြဿနာဖြစ်ပြီစတော့ကလည်းဥယျစုကိုကျုံမျိုးမြင့်ကနေမှထိုင်းနိုင်ငံသားခံယူပါတယ်ဆိုပြီးမှနှစ်ခါသုံးခါပြောဘူးတယ်ဆိုတော့အခုလောလောလတ်လတ်မှာတော့ NCA စနစ်ပြည့်အခမ်းအနားထဲမှာဥယျစုလာမယ်ဆိုတဲ့အကြောင်းကိုဟိုကျုံမျိုးမြင့်ကနေမှအော်တိုဘာလအစတင်တဲ့တူအဲ့လိုမျိုးပြောခဲ့ဘူးတယ်ဒါပေမဲ့ တကယ်ကြတော့ဥယျစစ်က NCA ဆနစ်ပြည်ထဲမှာမလာခဲ့ဘူးဥယျစစ်ကနေမှ NCA ဆနစ်ပြည်အခမ်းအနားထဲကိုမလာတာတမကပဲနဲ့ သူတို့ဒီ RCSS အဖွဲ့ကနေမှစာထုတ်ထားတာကတော့အခုမြန်မာနိုင်ငံရဲ့ငိမ့်ချရေးကိုဒီစစ်ခွေးတွေအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာငိမ့်ချရေးပြည့်ပြည့်သွားတယ်ဆိုတဲ့အကြောင်းကိုရေးထားခဲ့တယ်။ဒါဒီကြောင့်သူပြောတော်တဲ့စကားဟာစတင်ပဲဖြစ်နေတဲ့အတွက်ကြောင့်အခုဥယျာစဟာထိုင်းနိုင်ငံသားခံယူထားတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောလာခဲ့တယ်။ဒါကြောင့်မို့အခုဒီ bullet last week ကတော့အိုက်ဆာကိုခြေပတယ်။အိုက်ဆာကိုအဓိကခြေပတာတော့မဟုတ်ဘူး။ တူသားကိုခြေပရင်းနဲ့အခုမြန်မာနိုင်ငံမှာနေရတကမှာစစ်ခွေးတွေဘက်ကနေမှစစ်မျက်နှာတွေဖွင့်ရတယ်ဖွင့်တဲ့စစ်မျက်နှာတိုင်းလဲရှုံးတယ်ဆိုတော့အခုကျမတို့ဒီဖကန့်ကနေတောင်မှ ခွေးရအကောင်နေရကျော်ကပြန်ပြစ်မှကာမိတ်ဘက်ကိုပြန်ဆုတ်ခွာခဲ့ရတယ်ဆုတ်ခွာတယ်ဆိုတာကတော့တခြားနေရကိုအင်အားထပ်ဖြစ်ဖို့ရအတွက်သွားတယ်ဒါတွေကိုကြည့်ချင်းအားဖြင့်ခွေးတွေဟာနေရတကမှာတက်ပြန့်ထားတဲ့အတွက်ကြောင့်ခွေးအင်အားမလောက်ဘူးဘာကြောင့်လဲဆိုတော့နေရတကမှာမတာဘက်ကိုအလင်းဝင်သွားတာတွေအများ န်းရှိတယ်စစ်မို့ထန်းဆိုလို့ရှင်လဲတင်းတန်းစင်တန်းနဲ့ရှက်တန်းပို့ရန်အခုဒီစစ်ခွေးတွေရဲ့အင်အားညော့နေသွားတဲ့နေရာ၃မျိုးရှိတယ်တစ်ချက်ကတော့နေရာတကာမှာစစ်မျက်နှာရှိတဲ့အတွက်ကြောင့်စစ်ခွေးတွေနေရာတကာကိုပို့ထားရတယ်နေ့အချက်ကတော့ခွေးမတာပေါ်တာတွေများတယ်၃အချက်ကတော့ဆွဲထားတဲ့စစ်မို့ထန်းထဲကလူစစ်သားတွေကတော့ကျတော့တော်လိုက်ရဲတွေစီမှာအလင်းဝင်လာကြတယ်ဒီလိုနဲ့သူတို့ရဲ့စစ်ခွေးတွေကတော့စစ်မို့ထန်းအပတ်စဉ်ဆက်ရှိတိရောက်လာခဲ့ပေမဲ့ဒီနေ့စစ်သားမရှိ ှိတာဖြစ်တယ်။ဒါကြောင့်ကျွမျိုးမြင့်ကနေမှာဥယျာဉ်စစ်ကိုထိုင်းနိုင်ငံသားခံယူရတဲ့ဆိုပြီးမှဒီလိုမျိုး online ပြောလိုက်လို့ဥယျာဉ်စစ်တို့ကမခံချင်စိတ်နဲ့လက်နက်တာကင်ပြီးမှစစ်ခွေးတွေကိုတိုက်ခိုက်ခဲ့တယ်ဆိုလို့ရှိရင်တော့စစ်ခွေးတွေဘက်ကနေမှစစ်မျက်နှာပြန်ဖွင့်ရမယ်။စစ်မျက်နှာဖြင့်ဖွင့်ရင်စစ်ခွေးလိုတယ်။ဒါကြောင့်မို့အခုဒီဘိုးလက်လက်ဆွေကတော့ အာကျွမျိုးမြင့်တယ်လို့ပြောချင်အဖြစ်ဥယျစစ်တို့တခါပြန်ပြီးမှစစ်ခွေးတွေကိုတော်လာလာပါကိုအင်မတာမှကြောက်နေတာဖြစ်တယ်ပြီးလို့ရှင်ဒီထဲမှာသူပြောသွားတာကအခုရှမ်းမြောက်ထဲမှာရှမ်းတဘုံနဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCS နဖွဲ့ရှိတယ်လို့ပြောတယ်အခုဒီထဲမှာတောင်မှစစ်ခွေးတွေဘက်ကိုရပ်နေတဲ့ဒီရှမ်းလက်နက်ကင်တပ်ဖွဲ့နခွေးကိုတောင်သူပါပြောလာတဘုံလက်နက်ကင်တစ်ခုကနေမှအမျိုးအမြင်ကြီးကြီးနဲ့လို့ပြောသွားတယ်เนาะ သူတို့ကိုကောင်းတယ်လို့ချီးကျူးနေတာမဟုတ်ဘူးစစ်ခွေးတွေဘက်ကနေမှเออสิ่ญญามาพ่นยาได้อั่วเจ้าตาดีสกาก็ပြောတာဖြစ်တယ်တကယ်လို့ตาတို့ရဲ့စိတ်သက်သဲမှာတို့ဟာငိုလို့ ਨੇ အတူတူဖြစ်တယ်လို့ตาပြောခဲ့ရင်ဒီရှမ်းလက်နဲ့ကိုင်နှဖွဲ့ကိုတဘုံဆိုတဲ့စကလုံးကိုသူလုံးဝတုံးဆရာမလို့ဘူးတို့ရဲ့စိတ်သားစိတ်မှန်တွေက သူရဲ့ပါဇက်သေးကို ထွက်ပေါ်လာတတ်တယ်။ဒါကြောင့်မို့အခုဒီ RCSS နဲ့ SSPP ကိုလဲပဲတရှန်တဘုံနော်တဘုံလက်နဲ့ကရင်နဖွဲ့ဆိုပြီးမှအတုံးလုံးကိုတူတုံးသွားတယ်။ဒီထဲမှာနှခု ပြန်ပြောချင်တာကအခုဒီဘူလက်လတ်ဆွေပြောသွားတာဟာဒီစစ်ခွေးတွေကတော့ဒီ2021ဒေါ်လာရေးရောက်လာခဲ့တဲ့အခါမှာအဲတဘုံတွေထတယ် PDF တွေလည်းထထလာတဲ့အခါမှာကျတော့စစ်ခွေးတွေဘက်ကနေမှရှုံးတာတွေအများကြီးရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့သူတို့ဘက်ကနေမှတမျိုးပြီးတမျိုးတိမ့်တယ်လို့ပြောတယ်ဘတ်မအောင်ဆုံးပြောချင်တာကတော့ချမ်းမြောက်ကို ိုက်ပြီးမှမြို့ဘလောက်ပဲရရကျွန်တို့တော်လာရဲနေရင်မခုံဘူးဆိုတဲ့အကြောင်းကျေကွဲမနေဘူးဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။ဘာကြောင့်လဲဆိုတော့နင့်တို့ကကိုပိုင်ရည်ချင်းနဲ့ရတာမဟုတ်ဘူး။တရုတ်ဒီဘက်ကနေမှဖိအားတော့ပေးတယ်ဒါပေမဲ့လည်းပဲဒီလောက်အထိဖိအားမပေးတဲ့အချိန်မှာကျတော့နင့်တို့လေဒီနောင်ချိုးတမျိုးကိုရဖို့ရတော့နင့်နဲ့ခြီပောက်ပြီးမှနင့်တို့တိုက်ခိရတယ်။မနေလေဒီနောင်ချိုးတိုက်နေတဲ့အချိန်မှာ TNLD နဲ့တရုတ်ပြည်ပြန်စကားပြောတဲ့အတွက်ကြောင့်နင်တို့ရသွားတယ်ဒါတောင်နင်တို့တနစ်နီးပါတိုက်ခဲ့တယ်ကြောက်မဲတီဘောနင်တို့တိုက်ခဲ့သလားနင်တို့တိုက်ဟန်ဆောင်ပဲလုတ်ခဲ့တယ်တကယ်နင်တို့ လေဒီနောင်ချိုတို့တောင်းနင်းတို့မတိုက်ခဲ့ဘူးဒီကြောက်မဲပဲဖြစ်တီဘောပဲဖြစ်နင်းတို့ရဲ့အစွမ်းစားနဲ့ပဲတိုက်မယ်ဆိုလို့ရှိရင်နိုင်ခင်ရင်တောင်မှနင်းတို့နစ်ချီပေါက်တိုက်ပြီးမှပဲနိုင်ရမယ်ဒါပေမဲ့နင်းတို့နစ်ချီခဲ့သလားမချီဘူးကြောက်မဲရပြီးတော့မကြဘူးနင်းတို့တီဘောရသွားတယ်ဒါကြောင့် ီချက်မြောက်ကိုတိုက်လို့နင်းတို့တိုက်လို့အောင်တာမဟုတ်ဘူးတရုတ်ကြောင့်နင်းတို့အောင်တာဖြစ်တဲ့အတွက်ကြောင့်ရင်မခုန်ဘူးကျွတ်တော်လာရေးတွေတခြားနေရာမှာရပ်ပြီးသွားတဲ့အခါမှာနင်းတို့ကိုပြန်တိုက်မေးဆိုတော့ကိုမမေ့နဲ့နင်းတို့သာအရေးချင်းရှိခဲ့တယ်ဆိုလို့ရှိရင်ဒီနဲ့ အရခတ်တတော်ဒီတိမ့်ပိုက်ထားတဲ့မြို့ရွာတစ်ခုကိုရရှိခဲ့သလားဒီနေ့ကျွန်တော်တို့ KIA ဒီတိမ့်ပိုက်ခဲ့တဲ့နေရတနေရကိုနင်းတို့ရရှိခဲ့သလားဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့လိုမျိုး in အားကြီးတဲ့နေရထဲမှာနင်းတို့ဘယ်မြို့မှမရဘူးနော်ရှမ်းမြောက်ကိုရတာကိုရတယ်လို့မခေါ်ဘူးဒါကြောင့်မို့ပဲတီဘောရသွားတဲ့အခါမှာကြောက်မဲရရသွားတဲ့အခါမှာနင်းတို့နောင်ချိုရခဲ့တယ်လို့နင်းတို့ဝါသဖြန့်သလားမဖြန့်ဘူးနင်းတို့အနေအကျင့်တို့ပြောကြပါတယ်ဒါပေမဲ့နောင်ချိုရတော့ကလို ုံမျိုးနင့်တို့ဘွာရမဖြန့်ဘူးနောက်တစ်ခုအနေနဲ့ဒီထဲမှာဘူးလက်လက်ဆွေ ပြောသွားတာကတော့တို့စစ်ခွေးတွေဘက်ကနေမှ နောင်ချိုးရဲကြောက်မဲရဲတီဘောတွေကိုတိုက်တဲ့အခါမှာတို့ကို SSPP ကနေမှအကူအညီခဲ့တယ်ဆိုတဲ့ဥစ္စာကိုတရားဝင်အခု online ကနေမှ ပြောခဲ့ပြီဆိုတော့ SSPP ဒီဟာစစ်ခွေးတွေကိုကူညီတယ်ဆိုတဲ့ဥစ္စာကိုစစ်ခွေးတွေကနေမှ ပြောပေမဲ့လည်းပဲမနေ့ကအော်တိုဘာလ16ရက်နေ့မှာတော့ SSPP ကနေမှထုတ်ပြန်ထားတဲ့စာတစ်ခုရှိတယ်။အခုကျမတပင်းနားမှာအားလုံးမြင်ရတဲ့အတိုင်းဖြစ်တယ်။အဲ့ထဲမှာကြောက်မင်းနဲ့တီဘောအော်တိုက်ပွဲထဲမှာမဟုတ်မမှန်တဲ့အရာကိုနော် TNLD ပြောဆိုတဲ့ဥစ္စာကိုရှုံချတယ်လို့ပြောတယ်။ဘာလဲဆိုတော့အခုဒီတီဘောတွေရဖို့ရန်အတွက်စစ်ခွေးတွေကို SSPP ကနေမှကူညီတယ်ဆိုတဲ့အကြောင်းကိုလွတ်ရီဦးကမီဒီယာကနေမှ ပြောလိုက်တယ်။ဒါကို SSPP ကနေမှမဟုတ်ပါဘူး။ သူတို့ကလည်းမလုံးဝစစ်ခွေးတွေကိုမကူညီဘူးဆိုတဲ့အကြောင်းလွတ်ရည်ဦးမီဒီယာကလည်းပြောတဲ့စကားကိုကန့်ကွက်တယ်ဆိုတဲ့အကြောင်းကို SSPP ကလည်းဒီလိုမျိုးတည်ရဲဝန်စာထုတ်ထားတယ်ဆိုတော့ဘာလဲ SSPP ဒီကဒီနေ့ကျမတို့တော်လာရေးအပြည်သူတွေကိုဘာနားလေစေချင်တာလဲဒါမှမဟုတ်လို့ရှိရင်စစ်ခွေးတွေကိုဘာနားလေစေချင်တာလဲအခု ဘိုးလလဆွေကတော့ SSPP ကနေမှကုညီတယ်လို့တရားဝင်ပြောတဲ့ဥစ္စာကိုငိုရလုံးဝမကူညီပါဘူးညင်းဆိုတာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီနေ့ကျမတို့တော်လရဲ့ပြည်သူဒီကိုငိုရ SSPP ဒီဟာစစ်ခွေးတွေကိုမကူညီပါဘူးငိုရဟာစစ်ခွေးတွေနဲ့တရားတွေမရှိပါဘူးဆိုတဲ့ဥစ္စာကိုဒီနေ့ကျမတို့ပြည်သူဒီကိုနားလေစေခြင်းတဲ့အတွက်ကြောင့်ဒီစာထုတ်တာလားဘယ်ဥစ္စာလဲဆိုတော့ SSPP လိန်တာလားဘိုးလလဆွေလိန်တာလား ဘသူကလိန်လို့ဘသူကအမန်စကားပြောတာလဲဘူးလက်လက်ဆွေပြောတဲ့စကားဆိုလို့ရှိရင်ဒီချက်မြောက်တိုက်ပွဲတွေထဲမှာ SSPP ကကူညီခဲ့တယ်ဒါပေမဲ့လည်းပဲ SSPP ပြောတာဟာစစ်ခွေးတွေကိုလုံးဝမကူညီဘူးဆိုတော့ SSPP ဒီနဲ့စစ်ခွေးတွေနဲ့ညှိနှိုင်းရမယ့်အရာ ဖြစ်တယ်လို့ဒီနဲ့ကျမတို့တော်လရဲပြည်သူတွေကိုဘာကိုနားလေစေချင်တယ်လဲဆိုတာကိုလည်းဆက်လက်ပြီးတော့သတင်းထုတ်ပြန်ပါလို့ပြောချင်တယ်နော် ပြီးလို့ရှိရင်အခုဒီထဲမှာဘူလက်လက်ဆိုဘာဖတ်ပြောထားတယ်လဲဆိုတော့အမျိုးမျိုးမရှိတဲ့ KIAD လိုမျိုးဆိုလို့ရှိရင်တော့တိုက်ပွဲပေါ်ဆောင်တယ်အရခတ်တတော်လိုမျိုးတွေဆိုလို့ရှိရင်လည်းတိုက်ပွဲပေါ်ဆောင်တယ်ဒါကြောင့်မို့ဒီနေရာဒီမှာမငိမ့်ချမ်းဘူးလို့ပြောတယ်ဒီနဲ့ကျမတို့ဟာစစ်ခွေးကျုံလောက်ဖို့လောကကြီးထဲမှာလူလာဖြစ်ခဲ့တာမဟုတ်ဘူးဆိုတော့ကိုသိစေချင်တယ်။ဒီနဲ့ကြမှာပဲ AAD ဟာနင်းတို့စစ်ခွေးတွေကိုတိုက်ပွဲပေါ်ဆောင်တယ်ဟုတ်လား။ အေးအေးဆိုပြီးမှဒီနေ့ဒီလိုမျိုး in အမကြီးခင်တုံးက KIOD ပြောခဲ့တယ် AAD ကိုလည်းငိမ့်ချမ်းရေးဖော်ဆောင်ဖို့ရအတွက် NCA ထဲမှာလက်မှတ်ရေးထိုးခိုင်းပါလို့ပြောတဲ့ခါမှာနင်းတို့လက်ခံခဲ့သလား AA ကိုလက်မခံလို့ KIO တော်မှ NCA ထဲမှာစာချုပ်မချုပ်ဆိုဘူးတည်တယ်နော် လုံခဲ့တဲ့7နှစ်လောက်တုန်းက နင့်တို့ AAD ကိုဘလို့မြင်ခဲ့တယ်လဲဒီနေ့ကြမှာပဲ AAD ကိုနီးမျိုးစုံနဲ့ in အာယော့နေအောင်နင့်တို့လုပ်နေကြတာဆိုတော့နင့်တို့ကိုနင့်တို့ရှက်တက်ရင်တော့တေဖို့ကောင်းတယ်ပြီးလို့ရှိရင်အခုကျမတို့နောက်တရင်တပုတ်နေနေလဲဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်အဲ့တော့2020ခုနှစ်ရွေးကောက်ပွဲမှတ်မိရပါလားရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကကျွန်တော်အေးချမ်းပဲဗျာသွားတဲ့နေရာကိုသွားလို့မရဘူးလားလူတန်းနေလို့လို့မရဘူးလား ရတယ်ကလေးတွေကြောင်းပြောရွှင်တက်လို့ရတယ်ကြံတဲ့အသက်အန္တရာယ်ဆိုတာမရှိတော့ပါပဲနော်အေးအေးချမ်းချမ်းနဲ့ကျွန်တော်နိုင်ငံကြီးရဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အချိန်ကြီးရှိတိုးတော်လည်းပဲ2020ရွေးကောက်ပွဲကာလမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေကျွန်တော်နိုင်ငံရေးပါတီတွေဒါတွေကညှင်းညင်နိုင်နိုင်လုပ်ကြဖို့ပြန်လဲစစ်ဆေးဖို့ကျင်းပများစွာတောင်းဆိုပါတယ်တိုးတော်လည်းပဲအဲ့ဒီအချိန်တုန်းကအာနာရှိနေတဲ့အဖွဲ့အစည်းကတပ်ပခံဝဲကြပဲနဲ့ အတင်းအာရမလွတ်တော်ဖွဲ့ဖို့လုပ်တယ်လွတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတက်တန်းတစ်ခုထပ်ဆရတော့မှာပေါ့ပြည်သူရဲ့အသေးကြားမဲရပြားဆိုတဲ့ဥစ္စာလဲအသေးပဲမရှိတော့ဘူးပေါ့အချိန်ချင်းညှိတော်လဲပဲအတင်းလွတ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာမတရားခံဘူးလဲလို့မင်းအဲ့တုန်းကရှိခဲ့တဲ့အဖွဲ့စည်းရဲ့အတင်းအာရမဆာဝတ်ချက်ချောက်လို့ပဲကျွန်တော်ပြောရမှာအဲ့တော့နောက်ဆက်တွဲတွေဘာတွေဖြစ်လာလဲအဖွဲ့စည်းဝင်ချို့တွေပြပောက်ထွက်သွားတယ်မြေပေါ်မှာတက်တက်ကိုင်းတောင်းချမ်းသူတွေပေါ်လာတယ်တိတ်ဆိတ်အကြမ်းနဲ့ကျွန်တော်နေမြေလေးဟာဒီအကြမ်းဖက်လူတွေကြောင့် လက်တကိုင်ပြိပခါတွေပေါ်လာ2015ရဲ့ရှေ့မှာဒေါ်ခင်ကြီးဟာစစ်အင်ဂျီကိုချွတ်ပြီးတော့ကျမ်းဖွတ်ပါတီထဲမှာစီကံပိုင်းဆိုင်ရာမှာတူတာဝန်ယူခဲ့တာဖြစ်တယ်ပြီးတော့ 2015ရွေးကောက်ပွဲမှာတော့အေယာဝတီမြောင်မြမြို့နယ်ဘက်မင်းစန္ဒာ6မှာလွတ်တော်အမအနေနဲ့ဝန်ပြန်ခဲ့တယ်။အဲ့ထဲမှာသူမင်း18000ကျော်နဲ့ရှုံးခဲ့တယ်။2020ရောက်လာခဲ့တဲ့အခါမှာတော့သူဟာကျန်းဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့တယ်။ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့တဲ့အချိန်မှာတော့သူဟာလွတ်တော်အမဖြစ်ဖို့ရတဲ့ရွေးကောက်ပွဲကိုပြောင်းဝင်လာခဲ့တယ်။အဲ့ထဲမှာလည်းမင်း9000ကျော်နဲ့တခါပြန်မဆုံးရှုံးခဲ့တယ်။နှစ်ခါဝန်ပြိုင်နဲ့နှစ်ခါစလုံးရှုံးခဲ့ ဲ့တယ်ဒါတွေကြောင့်သူဟာအနိုင်ရတဲ့ပါတီတွေကိုအခဲမကျဲဘဲနဲ့သူလုံနေခဲ့တယ်အခုသူ့ရဲ့ပြိတ္တတွေကိုကြည့်ကြပါသူ့ရဲ့ပြိတ္တတွေဘယ်သူကများအတတ်တရောနဲ့သူ့ရဲ့ဟောင်းတောင်ကိုနားထောင်နေတာမြင်တယ်လဲအရှုံးနေပဲနေရတဲ့ဒီတော်ခင်ကြီးဟာဘာပြန်ပြောလဲ2020ရဲ့ရှေ့မှာဆိုလို့ရှိရင်ပြည်သူတွေဟာအေးအေးချမ်းချမ်းနဲ့နေရတယ်ဒီ2020မှာအဓိကသူတို့ အာနာတိတ်ရတဲ့အရာဟာတကယ်ဆိုလို့ရှိရင်တော့ DNLD ကောင်းဆောင်တွေကိုဘာကြောင့်မဖမ်းတယ်လဲ။ဒေါအောင်ဆန်းစုကြည်နဲ့တမ်တဦးဝင်းမြင့်ကိုဘာကြောင့်ဖမ်းတယ်လဲဆိုလို့ရှိရင်တော့အဓိကကတော့တကယ်လို့သာသူတို့မဖမ်းလိုက်ဘူးဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်တို့ကတမ်နောက်တစ်ခုအနေနဲ့အစိုးရဖြစ်တော့မှာဆိုလို့ရှိရင်တမ်နောက်ခုဆက်သွားပြီ။ဒီစစ်ခွေးတွေတစ်ခေါက်မှမဖြစ်ဘူးတော့ဒီလိုမျိုးဆက်တိုက်ဆက်တိုက်နဲ့အစိုးရဖြစ်လာမှာကိုသူတို့စိုးရိမ်တယ်။ ဒီတော့ဆန်းစုကြည်တို့ကသာအစိုးရဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်တော့စစ်ခွေးတွေနလန်ထူလာဆရာအကြောင်းမရှိတဲ့အတွက်ကြောင့်ဖတ်တယ်ပြီးလို့ရှိရင်တခုဒီထဲမှာသူသူပြောသွားတာဟာသူတို့စစ်ခွေးတွေဘက်ကနေမှနော်ဒီမဲလိမ်မှုနဲ့ပတ်သက်ပြီးတော့အကြိမ်ကြိမ်အဖန်ဖန်ဆွေးနွေးဖို့တော့လုပ်ခဲ့တယ်ဒါပေမဲ့လည်းပဲအာနာယအဖွဲ့ဒီကနေမှ လက်မခံဘူးအာသူတို့ကတော့လွတ်တော်ခေါ်ဖို့အတွက်ပဲစ조사နေကြတယ်လို့ပြောတာမင်းနိုင်ပြီးပြီလေမင်းနိုင်ပြီးတော့သူတို့လွတ်တော်မခေါ်ဘဲနဲ့ဘာလို့နေမလဲအိတ်နေကြမှာလားထိုင်နေကြမှာလားမင်းနိုင်ပြီဆိုလို့ရှိရင်အစိုးရအစ်စ်ဆက်ဖွဲ့ဖို့ရာအတွက်သူတို့လွတ်တော်ခေါ်ရတော့မှာလေအခုဒီထဲမှာဒေါ်ခင်ကြီးခွေးကနေမှဟောင်းသွားတာကတော့ဒီ NLD တို့ကိုအကြိမ်ကြိမ်ညှိနှိုင်းဖို့ရတဲ့ ဖိတ်ခေါ်တယ်လို့ပြောတဲ့အခါမှာနင့်တို့တကယ်ပဲညှိနှိုင်းဖို့ဖိတ်ခေါ်ခဲ့သလားညှိနှိုင်းဖို့ဖိတ်ခေါ်တယ်ဆိုလို့ရှိရင် ဘာကြောင့်မို့ခွေးကြဖို့ကနေမှ သူ့ကိုတမရနေရပေးဖို့ရန်တော့တမရဥဝိမြင့်ကိုဘာကြောင့်မို့နင်းငါနေမကောင်းလို့နာမကျန်းဖြစ်လို့နောက်ထွက်ပါတဲ့အာနာယာဒူးကိုလွဲပေးလိုက်ပါတယ်လို့ဘာကြောင့်သွားပြောခိုင်းတယ်လဲနင်းတို့ပါဇက်သေးကနေတော့မေမယွေးမှုကိစ္စနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းဖို့သွားပြောတယ်လို့ပြောပေမဲ့လည်းပဲတစ်ဖက်မှာကဟောမှာငါ့ကိုတမတာပေးပါငါ့ကိုတမရပေးပါလို့ပြောခဲ့တယ်ဆိုတော့ တမ်တဲ့ဥပွင့်မြင့်မပေးဘူးမပေးလို့ပဲနင်းတို့ဖမ်းတယ်လေဖမ်းပြီးမှတောင်းတာလားတောင်းပြီးမှဖမ်းတာလား ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုခွေးကျဖို့ကနေမှသူ့ကိုတမရပေးဖို့ရအတွက်သွားတောင်းတယ်ဟုတ်ပြီသွားတောင်းတဲ့အချိန်မှာဘေးချိန်တောင်းတယ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုတောင်းပြီးမှဖမ်းတာလားဖမ်းပြီးမှတောင်းတာလားဘေးဥစ္စာကိုအရင်လုတ်ခဲ့တယ်လားဖမ်းပြီးမှတောင်းတယ်ဆိုလို့ရှိရင်တော့ဟုတ်ပြီနင်တို့ညောက်ကဖမ်းလိုက်တဲ့အတွက်ကြောင့်အခုမြန်မာနိုင်ငံမှာတမရမရှိဘူးငါ့ကိုတမရပေးပါဆိုလို့ရှိရင်တော့မှနင်းနေလေရုပ်တည်ရှိအောင်မယ်ဒါပေမဲ့နင်တို့ကငါ့ကိုတမရပေးပါဆိုပြီးမှ တော့ပြောတယ်မပေးဘူးလို့ပြောတော့ခါမှနင့်တို့ဘာပြောတယ်လဲပြန်စဉ်းစားပါတကယ်လို့ဒါနင့်မပေးဘူးဆိုလို့ရှိရင်နင့်ရဲ့အသက်ပါစိုးရိမ်စရာရှိတယ်လို့နင့်တို့ချင်းချောက်ခဲ့တယ်ဒါမဲ့တမရဥဝင်းမြင်ပေးခဲ့တလားခွေယူစီမှာရောက်သွားမဲ့တမရရာသူကိုအသက်နဲ့လဲပြီးကာကွယ်ခဲ့တယ်တမရဥဝင်းမြင်ဒါကြောင့်မို့နင့်တို့လိုချင်တာမရလို့နင့်တို့ဖမ်းလိုက်တာမဟုတ်ဘူးလားဒါကြောင့်မို့ မေးမှရွေးမှုကြောင့်လားတမရမပေးလို့ဖမ်းလာလားနင်တို့တိတိတတခွေးတွေပြစ်တဲ့အတွက်ကြောင့်နင်တို့ကိုကိုကိုတော့လိန်လို့မရပါဘူး ဘလောက်ပဲဟောင်းနေဟောင်းနေအမှန်တရားတော့နင်းတို့သိပြီးသားဖြစ်ပါတယ်ဆိုတော့အခုဒီထဲမှာ အသေးသေးကမင်းတပြားလားအသေးသေးကမင်းတပြားလားဆိုတော့နင်းတို့သိတယ်ဆိုတော့ဒီနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့တမတော်ဦးဝင်းမြင့်ကိုလည်းဖမ်းလိုက်ပြီးပြီးတော့ခဏတော့သူပြောသွားတယ်ဒီအာဏာရပါတီတချို့တွေလည်းထွက်ပြေးသွားပြီလို့ပြောတယ်ဆိုတော့ဟုတ်ပြီ NLD တချို့တွေကိုနင်းတို့ထောင်ထဲမှာချလိုက်တယ် NLD ရဲ့ကောင်းကြီးပိုင်းတချို့ဆိုလို့ရှိရင်အသက်ပေးခဲ့ရတာတွေရှိခဲ့ပြီးနိုင်ငံခြားရောက်သွားတဲ့သူတွေ ည်းလဲရောက်ရောက်သွားကြပြီးရုံညည်းလဲပိတ်တင်တယ်လို့ပိတ်သွားပြီးဆိုတော့ NLD မရှိတော့ရင်လဲနင့်တို့ရဲ့နောက်ထဲမှာအမြဲတမ်းအရေးတကြီးကြီးလို့နင့်တို့ကို၆လက်နေတာမဟုတ်ဘူးလားဒါကြောင့်နင့်တို့အချိန်ပြီးအားအားရရ NLD ကြောင့်ပဲနင့်တို့ပြောနေကြတယ် အာအာရရ NLD တွေကိုပဲနင်းတို့လက်ညှိုးထိုးနေကြတယ်ဒါတွေကိုကြည့်ချင်းတဲ့အဖြစ် NLD တွေဟာနင်းတို့ရဲ့ဘဝမှာအရေးတခုလူပဲနင်းတို့ကိုချင်းချောက်နေတယ်ဆိုတော့ဒီနေ့ NLD လည်းမရှိတော့ဘူးဒီဆိုနင်းတို့လွတ်လွတ်လပ်လပ်နေတော့ရသလားပြည်သူတွေနင့်တို့ကိုအသေးသေးကမေးတပြားပဲမဟုတ်ဘူးအသေးသေးကမေးတန်းပေါင်းများစွာနင့်တို့ကိုပေးနေတယ်ဆိုလို့ရှိရင်ဘာကြောင့်ဒီနေ့နင့်တို့ ကြောက်ရွံ့မှုရှိတယ်လားဘာကြောင့်မို့မြန်မာပြည်တပြည်လုံးထဲမှာတရားပုံ69ပုံကဘာကြောင့်မို့တော်လာရဲဘက်ပါနေတယ်လဲဒါတွေကိုကြည့်ချင်းအားဖြင့်ပဲနင်တို့ဟာမန္တလမာဝဒလာနင်တို့သိပါတယ်ဒါပေမဲ့အိတ်ဟန်ဆောင်တဲ့သူကိုနိုးရခက်တယ်ဆိုတလို့ပဲနင်တို့ဟာအိတ်ရောင်ဆောင်တော့သူဖြစ်တယ်လို့ယူးရောင်ဆောင်နေတဲ့ခွေးတွေဖြစ်တယ် နော်ဒါကြောင့်မို့အခုဒီထဲမှာဒေါ်ခင်ကြီးကတော့အရင်တုန်းကလိုမျိုး2020ရဲ့ရှေ့တုန်းကလိုမျိုးနော်ဒီဗလာအလူဒီမလုံနိုင်တော့ဘူးပျော်ပျော်ပပနေရတော့ဘူးကလေးတွေလည်းကြောင်းတွေလည်းကောင်းကောင်းမသွားရဘူးလို့ပြောတယ်အလူလုတ်တဲ့အခါမှာမိဗလာဘုံကျဲတိုက်ခိုက်တာဘယ်ခွေးတွေလဲကျတော့တော်လာရဲတွေဘုံကျဲတာလား ဆိုတော့အခုအရင်တော့ကလိုမျိုးအလူမလုံနိုင်ဘူးလို့ပြောရအောင်နင့်တို့အလူလုံတဲ့ခါဘယ်သူပါလုံတယ်လဲဒီနေ့လူတော်လရဲတွေအလူလုံမှာပဲနင့်တို့ဒီဘုံကျဲတာမဟုတ်ဘူးလားခွေးကခွေးစကားကောင်းကောင်းပြောပါလို့ပြောချင်တယ်နော်ဒါကြောင့်မို့ NLDD ဟာဒီတော်လရဲရဲ့အဓိကတည်ရခံဖြစ်တယ်လို့ပြောတာ NLDD ကတည်ရခံဖြစ်တဲ့အတွက်ကြောင်းဒီလက်သုံးချောင်းထောင်ပြီးမှတပိတ်မောက်ခဲ့တဲ့အခါမှာဘေး NLDD ကလက်မောင်းတန်းပြီးမှ ရှေ့ကိုထွက်နေတာဘယ်မှလဲတပ်ပုံဘယ်မှလဲဗီဒီယိုအခုဒီ27တော်လန်ရေးစလာတဲ့အချိန်မှာတော်လန်ရေးမစခင်မှာတပိတ်မောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေဓာတ်ပုံတွေအများကြီးရှိတယ်ဘေးထဲမှာဘေးနေရာမှာဘေးရက်ွက်မှာဘေးရွာထဲမှာ NLD တယောက်ဥဆောင်တာနင်းတို့မြင်တယ်လားလက်နဲ့ကင်တိုင်းရင်သားတွေကမြန်မာနိုင်ငံကိုမတီမငိမ့်အောင် လုပ်တယ်လို့ပြောတဲ့အခါမှာလက်3000ပြီးတော့ သူ့အရေးလုံနေတဲ့အချိန်မှာတိုင်ရင်သားလက်နက်ကိုင်တွေဘယ်မှာရှိတလဲနင့်တို့ပြကြည့်လိုက်ဘယ်မှာလဲဗီဒီယိုဘယ်မှာလဲတပ်ပုံရှိတလားဒါကြောင့်မို့နင်တို့ဟာအရှုံးကြီးရှုံးနေတဲ့ခွေးဖြစ်တယ်။ဒါကြောင့်အခုနင်တို့ကနေမှနော်အခုနင်တို့ဘလောက်ပဲမဲဆွယ်မဲဆွယ်အသေးသေးကအမဲတပြားပဲဖြစ်အသေးသေးကမဲတတန်းပဲဖြစ်ဖြစ်နော်နင်တို့ကိုဘယ်သူမှမထည့်ဘူး။နင်တို့ကနေမှဓမြတိုက်ပြီးမှရရင်ရလိမ့်မယ်။ဒါပေမဲ့နင်တို့ရဲ့ အာနာဟာတည်မြဲဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတော့ကိုဘယ်တော့မှမမေ့ကြပါနဲ့လို့ပြောချင်တယ်နော်ကျွန်တော်ရဲ့ channel ကိုနှစ်သက်သဘောကျရဲဆိုရင် like and subscribe ပြီးခဲ့ဖို့မေ့ကြပါနဲ့ကြည့်ရှုပေးတဲ့ဒီ like ကိုလည်းအထူးပဲကျေးဇူးတင်တယ်